ငါးပါးသီလအမတန်မှအရေးကြီးတာတချို့ကပြောတယ်ငါးပါးသီလဖះဟောတာမဟုတ်ဘူးလေအမလီနေတဲ့တုတ်တန်နေမုံမြတ်စွာဘုရားငါးပါးသီလအကြောင်းကြီးဟောတာလေစာမဖတ်ဘူးပဲနဲ့တော့မပြောသင့်ဘူးခွန်ကြီးတို့နိုင်ငံသားတွေသင်တန်းပို့ချတဲ့အခါမှာခွန်ကြီးတို့ထည့်ပြောတယ်အေးတချို့အနောက်တိုင်းကလူတွေကအထက်ကထာတွေမယုံဘူးတဲ့အထက်ကထာတွေကနောက်မှရေးတာတဲ့ ဆိုတော့ဘုန်းကြီးကမေးတယ်မင်းတို့အထက်ကထားဘယ်နှအုပ်ဖတ်ဖို့လဲတအုံးမှမဖတ်ဘူးပဲနဲ့မယုံဘူးပြောတာတော့တဘာဝမကြဘူးအထက်ကထားတွေမမှန်ဘူးလို့ပြောလို့ရှိရင်မင်းဘယ်နှအုပ်ဖတ်ဖို့လဲဖတ်ပြီးတဲ့အခါကျတော့မှအေးဒါမှားတယ်ဒါမှမှားဘူးဆိုတာတော့ပြောတာယုတ်တိရှိတယ်ဟုတ်ကဲ့တဘာဝကြကိုကိုယ်တိုင်လည်းမဖတ်ဘူးပဲနဲ့မှားတယ်မှန်တယ်ပြောတာတဘာဝကြပါဘူး ဟေးဒါကြောင့်လို့တဘာဝမကြတဲ့အလုံမျိုးတွေကိုတချို့လုံးနေကြအေးဒါကြောင့်မလို့ဘယ်ရာပဲဖြစ်ဖြစ်ခုကိုယ်တိုင်သိအောင်ကြိုးစားကြည့်ငါဘသီလဘုရားဟောမဟုတ်ဘူးလို့စွပြောနေတာဘယ်နဲ့ဥဖတ်ဖို့လို့ဣတိက30ဏိကေ9ပြဓမ္မခဏပေါင်း7000လေးတောင်နဲ့ဘယ်နဲ့ဥများဖတ်ဖို့လဲမဖတ်ဘူးပဲနဲ့မပြောနဲ့ဟုတ်ကဲ့